အမားရွှေဆိုင်မှာတွေ့ဘူးရတကယ်ပါဆိုတော့မဲနေတာမှာတဲ့ရွှေတွေဝတ်ထားတာလို့တာလူရောက်ထွက်နေတာပေါ့နော်အမားသူတို့ညီမကိုထမားတော့မမှတ်မိဘူးတဲ့အတန်ကြားလို့ကြည်မိမှာတကယ်အော်ပါဆိုတဲ့ဘယ်မှတ်မိမလဲမမရဲ့နော်စကင်ခဲရောင်းတဲ့လူရဲ့ရုပ်ကလည်းမဲတယ်ပေါ့နော်ရေဖြင်းကလည်းဆွဲနေတယ်ပေါ့နော်အဆင်ပြေမနေဘူးလीနော်စီချော့စီချော့ကပတ်တားရေ ရောင်းနေတာစကင်ခဲတာရောင်းနေတာတိန်လုံးကမဲနေတာဘာပြဲနေတာဆိုအဆင်ပြေမမတို့ပဲမှတ်မိမလဲလွန်ခဲ့တဲ့အနှစ်နဲ့ဆက်လောက်ဆိုနော်မလီဒီရုပ်တာမဟုတ်သေးအခုကပြင်ထားတာတော့သတင်းပြောဘာလဲသတင်းကြားတာပေါ့နော်တရုတ်နိုင်ငံဟာသတင်းပို့လာတာပေါ့လွန်ခဲ့တဲ့အနှစ်နဲ့ဆက်လောက်ဆိုဘာတရုတ်နိုင်ငံဘာလုပ်တယ်ညာလုပ်တယ်ဆိုတာပြီးတော့နှင်ထုတ်ခံရတာတရုတ်နိုင်ငံအခုကမြန်မာပြည်ကကျမတို့မြန်မာပြည်သားတို့ပြန်ပြန်ဂျင်းထဲတာပေါ့ရှင်နော် မာစကင်ခဲရလဲ39တဲ့မပြုတ်မကောင်တာဆိုလဲမရှိကောင်တက်ဆိုလဲမရှိဘူးပေါ့နော်29ယွန်ဆိုလား39ယွန်ဆိုလားမသိဘူးပေါ့နော်ကဘက်ကလဲတဲ့အမဟိုဘက်မှာသူတို့မြန်မာငွေနဲ့တွက်တောင်းကနန်းပဲရှိတယ်တဲ့အမလီ ဒါမဲ့သူတို့တဆက်ရောင်းမယ်ကပတ်ကပတ်တချောင်းရဲ့မှာဟို6ဘူးတဆက်ရောင်းမယ်ဆိုနာဝေ73 73တိန်လောက်ညက်တယ်တဲ့နော်အဲကြောင့်မလို့ပါရှင်ဒီပါရွှေတာရွှေတာပဲသူတို့ရွှေဝတ်ထားတာဘာရွှေလဲကိုလည်းမသိဘူးလေသိတယ်မလားရွှေရောင်းတာတော့မြင်လိုက်တာပါပဲလောက်ဆက်ကြီးလောက်တာလားကိုလည်းမသိပါဘူးပေါ့နော်မလီပြောတော့အဲ့ရွှေဆိုင်ကိုပိုင်နေဆိုလားပတနာဆိုလားနောက်ပြီးတော့ဟိုဘက်ဆိုင်ကိုလည်းသွားဝယ်တာပဲနော်မသိပါမျိုးစုံကျိုးခုံပေါ့နော်ညီမတွေကတော့သိရတဲ့အတိုင်းပဲစကဲရောင်းပြီးအသားမဲတယ်နော် နောက်ပြီးတော့ကပတ်ပတ်ထားအော်ကပတ်ရောင်းပြီးတော့ဘိုက်ကဘိုက်ကခါတုတ်နေဆိုအဆင်ပြေနေဘူးပေါ့နော်မမတို့နော်မမတို့ဘန်ကောက်မှာစီရီပါလိုက်ထုတ်လိုက်အောင်နော်လမောင်းတစ်ဖက်ကိုဘတ်နှစ်သားအောင်ပေါ့မမမမဲနဲ့ပြပြဲကိုပြောလိုက်ပါအောင်နော်ကျမဝန်ဆောင်မှုပေးမယ်လို့အစီအခံမှာနော်ပတ်ဖက်ပဲပေါ့နော်လမောင်းတစ်ဖက်ကိုဘတ်နှစ်သားအောင်နှစ်ဖက်ဆိုဘတ်လေးသားအောင်နော်မမတို့ဟိုပါလဲခါတုတ်နေတဲ့ပပတ်လဲဆိုရင်နော်ဘတ်သသိန်းလောက်တော့ကြာမှာပေါ့နော် တက်နိုင်လားတက်နိုင်လားကဲကျမကိုယ်တိုင်ဝန်ဆောင်မှုပေးမဲ့ပေါ့နော်မမဲနဲ့ပြပြပြောလိုက်ပါရှင်နော်စင်မပြေဘူးနော်မြန်မာပြည်သားချင်းချင်းချင်းထဲတာနော်ဟဲ့ပြောတာပြောသူတို့မြန်မာပြည်သားလည်းဟုတ်မနေမှတ်ပုံစံရရှိရလား passport ရရှိရလားဘယ်နေပြေးပြီးတော့ကန်ဆိုင်လာတဲ့ဟာမလည်းမသိပါဘူးအေးနော်ပြောရလဲစင်ပြေမနေဘူးနော်မမအနီး၁၀၂၉ယွန်းနော်ကပတ်တခြားငူရဲ့မ၁၀ယွန်းဆိုလားဘာလဲမသိပါမျိုးစုံကျိုးခုံပေါ့ရှင်ချိုးချိုးရပြောတာမီဒီယာပေါ်မှာဆိုနေအတန်လေးချို ပြီးတော့မသိပြားရည်လိုပဲပြားရည်တောင်သူတို့ညီမအမေခေါ်ရတာပေါ့နော်မလေးစင်ဈေးဝယ်မယ်လို့သွားမေးလိုက်ရအတန်ပြဲလန်းပြီးတော့နော်မလေးမဝယ်ဘူးမဝယ်တော့ဘူးပြောလဲဖုန်းတစ်ကြိမ်ချင်းပြန်ဆက်ပြီးတော့ဆဲဆုပ်သေးတာဆိုလားဘာဆိုလဲမသိပါဘူးချိန်ချောက်တယ်ဆိုလားအတန်ကလည်းမခေါမိုးပါဟုတ်လွန်းထတ်တော့မယ့်အတိုင်းပဲနော်အော်ဟစ်တယ်တဲ့နော်မလေးလောက်ဆက်ပြင်းကွန်မန့်ကလည်းမလေးကောင်းတဲ့ကွန်မန့်ပဲအလောင်းပြစ်လောက်ထားတာပေါ့နော်မကောင်းတဲ့ကွန်မန့်ကလည်းလုံးဝပိတ်ထားတာနော်မလေးလောက်စားတက်တယ်နော်ညီတို့ရဲ ုံးကွယ်ဒီပေါ်မယ်လို့ပြောလိုက်နော်ဂျေစုပဲဒီလိုမက်လီမက်ပေးတယ်မမကြီးအရန်ချက်တယ်ပေါ့နော်နေကြကျမတို့ဝိုင်းပြီးတော့ချိန်မှုံရမယ်ပေါ့နော်ဒီကောင်မတွေမှာတိုင်းပြည်မဲ့ဖြစ်သွားအောင်တက်ကလည်းလက်မခံမြန်မာလက်မခံသူ့ဘယ်နိုင်ငံပြီးမလဲပေါ့စက်ကြည့်ရသေးတာပေါ့